ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်တို့ရှင်းဖိုက်တာလေးဂျေရှွာပန်နဲ့ ranking 1နေရာမှာအခုမတိုင်ခင်ရက်တည်ခဲ့တဲ့ပေါ့လေ right ball ထိုးခဲ့တဲ့ပွဲစဉ်ကတော့ပွဲပြီးသွားခဲ့ပေမဲ့သတင်းကြီးရက်ဒီနောက်ဆက်တွဲသတင်းပြန့်နှံ့မှုတွေကတော့ဒီနေ့ဒီချိန်ဒီတိုင်းရှိနေသေးဖြစ်ပါတယ်အခုလေတကယ်ကိုအားရစရာကောင်းတဲ့သတင်းတစ်ခုထပ်ပေါ်လာခဲ့ပြန်ပါပြီအဲ့ဒါကတော့ဂျေရှွာပန်နဲ့ rival ကိုထိုးခဲ့တဲ့ပွဲစဉ်ဟာ fight of the match ဒီလရဲ့အကောင်းဆုံးပွဲစဉ်အဖြစ် ရွေးချယ်ခံရတာပဲခင်ဗျ UFC 317ပြိုင်ပွဲကျင်းပမိကလည်းဒီပွဲစဉ်ဟာ Fight of the Night အဖြစ်ရွေးချယ်ခံခဲ့ရတယ်ပြီးတော့ပွဲထိုးတဲ့ Fighter နှစ်ယောက်လုံးဟာတယောက်ကို American Dollar 5000စီထပ်ဆောင် bonus တွေရရှိခဲ့ကြပါတယ်ခင်ဗျဟုတ်ကဲ့ကျွတ်ချောပန်းဆိုရင်လည်းအခုဆိုရင်အစ်စ်ထုတ်ပြန်လိုက်တဲ့ ranking ရက်တစ်ချက်အရအဆင့်ဆက်တဆင့်မြင့်တက်ပြီးတော့ကျွန်တော်တို့အဆင့်တနေအောင်ရောက်လာခဲ့ဖြစ်ပါတယ်သူ့ရဲ့ထက်မှာဆိုရင်တော့ခပတ်ပိုင်ရှင်ပန်တိုဂျာတယောက်ပဲကျန်တော့တယ်ခင်ဗျ ပြီးတော့ပန်တိုဂျာနဲ့ဂျိုရှွာဘန်တို့ထိုးရမယ်ကာလာကလည်းအရေးအမျိုးထွက်ပါလာခဲ့ပါပြီပန်တိုဂျာကလာမက်ဒီဇမလာရောက်ရင်ကျင်းပဖို့ရှိနေတဲ့ UFC 323ပြိုင်ပွဲမှာသူနဲ့ဂျိုရှွာဘန်တို့ရဲ့ခပတ်လူကိုထိုးကျင်လို့ဆိုတာပြောထားတဲ့အတွက် UFC ဘက်ကလည်းမိစိမ့်ပြထားပြီးတော့အတန်တွေထွက်လာပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ကဘယ်နေ့လဲဘယ်ဒိတ်လဲအဲ့မှာပွဲထိုးမဲ့ဟာကိုပဲစောင့်ကြည့်အောင်ရှိပါတော့တယ်ဂျိုရှွာဘန်ဟာဒါ flyweight တက်မှာဆိုရင် ကပတ်လူပွဲကိုလင်းမြန်မြန်ထိုးခွင့်ရလာတဲ့ fighter တယောက်လည်းဖြစ်ပါတယ်ပြောမယ်ဆိုရင်ရှေ့မှာဗျာ rival နဲ့ပွဲမဖြစ်လိုက်ဘူးဆိုရင်သူ့အနေနဲ့အခြား fighter တွေနဲ့ထိုးထိုးပြီးတော့မှအဲ့လို ranking 1 2နေရာ fighter တွေကိုထိုးဖို့စိန်ခေါ်အဲ့ချိန်ကိုစောင့်ပြီးမှကပတ်လူပွဲစီသွားမှာအခုက rival နဲ့ short notice အခွင့်အရေးပေးရချိန်မှာသူဝင်ထိုးလိုက်တယ်ပြီးတော့ရလာတဲ့အခွင့်အရေးကိုအမိရဖမ်းဆုပ်ယူသွားခဲ့တယ်ပေါ့လေသူ rival ကိုအနိုင်ထိုးသွားနိုင်ခဲ့တဲ့အတွက်တစ်ဖက်ကဥက္ကဋ္ဌဒီနာဝိုက်ကလည်းဂရိပြူထားတဲ့အချိန် ခပတ်လူပဲထိုးခင်ပေးလိုက်ပါတယ်ဘန်ဒိုဂျာနဲ့ပွဲကတော့ဂျိုရှွာဘန်အတွက်ခက်ခဲနိုင်ပါတယ်ခင်ဗျဒါပေမဲ့ပြင်ဆင်ချိန်အလုံးလောက်ရတဲ့အတွက်ဂျိုရှွာဘန်ဟာအကောင်းဆုံးပြင်ဆင်လာရလိမ့်မယ်လို့တော့ယုံကြည်မိပါတယ်ဘာပြောလက်ရှိချိန်မှာတော့ဂျိုရှွာဘန်နဲ့ဒါ rivalry ရဲ့ပွဲ UFC တမိုင်းမှာဆိုရင်လဲ fighter နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်တပွဲထဲမှာလက်တိကျစုစုပေါင်း344ချက်ထိုးတယ်ဆိုတာဒီပွဲကတမိုင်းတစ်ချောင်းတစ်ချောင်းပထမဆုံးပွဲစဉ်ဖြစ်လာမှတ်တမ်းဝင်သွားခဲ့တယ်အခုဆိုရင် fight of the night အဖြစ်ကနေ fight of the man အဖြစ်ရွေးချယ်ခံရပါပြီပရိသတ်တွေကတော့အခုကလေးက fight of the year တနှစ်တာအတွက်အကောင်းဆုံးပွဲလို့ရွေးထားလိုက်ရင်အသင့်တော်ဆုံးမှာပဲလို့တော့အကြံပြုမှတ်ချက်တွေပေးနေကြပါခင်ဗျအဲ့တော့ Joshua Ban ဟာပရိသတ်အင်အားနဲ့တိုးဝှနေပါပြီတကယ်တမ်းရှေကပတ်ကြီးကိုကန်မြောက်ပြီးတော့ချန်ပီယံဖြစ်တာအောင်ပွဲခံနိုင်နိုင်မယ်ဆိုရင်တော့ Joshua Ban ကြောင့် USC ကအခုထက်ပိုတဲ့အကျိုးအမြတ်တွေကိုထပ်တိုးရရှိလာမှာဖြစ်တဲ့ကြောင့်လည်း ပုဂ္ဂရေကမန်းစာသုံးသပ်ပြောကြားပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ